မင်္ဂလာပါလို့နှုတ်ဆက်ပါရစေကျွန်တော်ကတော့ဒေါက်တာနေဝင်းမှာအယူထုဆရာဝန်မှာဒီနေ့ပြည်သက်ကြီးကိုတင်ပြဆွေးနွေးခြင်းတဲ့ကိစ္စလေးကတော့ဒူးနာတဲ့အကြောင်းပါပဲเนาะဒူးနာတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်ဒူးနာတယ်ဆိုတာယောဂါကိုပြောတာမဟုတ်ပါဘူးเนาะဒူးနာတဲ့ယောဂါရဲ့လက္ခဏာတခုသာဖြစ်ပါတယ်အလဇမ်မှာအန်ဘူဘူဖန်နဲ့ပါရာဆီမောပါဝင်တာကြောင့်ရိုးစင်နဲ့ကြောသားနာကျင်ကြိုက်ခဲ့ခြင်းတွေကိုအချိန်တိုတွင်းသက်သာပြောင်းခင်းစေပါ ိုဒုနာယောဂဆိုတာဘာလဲဆိုလို့ရှိရင်တော့အဓိကကတော့အရင်တော့ကလည်းပြောနေပြောတာရှိတာပေါ့နော်အိုဒုနာယောဂဆိုတာတဲ့အစ်စ်မျက်နှာပြင်မှာတိုက်စားမှုတွေပုတ်တမှုတွေဖြစ်လို့ဒါဖြစ်လာတယ်လို့ပြောပါတယ်နော်ဒူးမှဖြစ်တယ်ဆိုတော့ဒူးရဲ့အာတိဆောက်ပုံမျိုးလည်းနည်းနည်းပြောရမယ်နော်ဒူးကဘယ်လိုတိဆောက်ထားလဲဆိုလို့ရှိရင်ပေါင်ရိုးရယ်ခြေထောက်ရိုးရယ် ောက်ပြီးတော့ဂုံရင်းအယိုးပါပါတယ်နော်အဲ့တော့ဒီအယိုးတော့စအဲတွေးဆုံပြီးတော့လှုပ်လို့ရတဲ့နေရာကိုကျွန်တော်ဒူးအစ်စ်လို့ခေါ်ပါတယ်အဲ့တော့လှုပ်လို့ရတယ်ဆိုတော့ဒီအစ်စ်မှာအယိုးထိတ်မှာနော်လှုပ်လို့ရအောင်လှုပ်အားကိုလှုပ်တဲ့ဓာတ်မျိုးခံနိုင်အောင်ဆိုတော့ဒီအစ်စ်မျက်နှာပြင်နေရာသူကချော်မွေ့ပြီးတော့လှုပ်ထားပြတဲ့သဘောမျိုးရှိတယ်နော်ဒီဥစ္စာတွေကတော့အာ လူမာရှိတယ်လို့ပဲတခြားတရိစံတွေမှာလည်းရှိတယ်။အဲ့တော့ဒီကြက်သားတွေပါရယ်စားရဆိုလို့ရှိရင်ကြက်အယိုးကိုက်တဲ့ခါမှာကြက်အယိုးရဲ့ထိတ်မှာဖြူဖွေးပြီးတော့ခါလဲချောမွေ့နေတဲ့အာ surface လေးပေါ့။မျက်နှာပြင်လေးတွေ့လိမ့်မယ်။အဲ့ဒါကြီးအစစ်မျက်နှာပြင်အယိုးနုလို့ခေါ်ပါတယ်။နော်ဒီအယိုးနုကလူတွေမှာလည်းဒီတိုင်းပဲရှိပါတယ်နော်။အဲ့တော့ဒီအယိုးနုမှာအယိုးနုဒါမျိုးရှိရတဲ့အကြောင်းရင်းရတော့ဒီအစစ်ဒီလှုပ်တဲ့အခါမှာ လှုပ်ရှားမှုရဲ့အတန်ကိုခံနိုင်အောင်เนาะဒါလှုပ်ထားခြင်းဖြစ်တယ်เนาะအဲ့ဒါပြင်ဒီအစ်စ်ထဲမှာမရှိလို့ဆိုလို့ရှိရင်ဒီချောစီတဘောမျိုးเนาะ synovial fluid လို့ခေါ်တယ်အဲ့ဒါလည်းရှိတာပေါ့เนาะအဲ့ဒါရှိရတဲ့ကြောင့်ဒီလှုပ်ရှားမှုကိုသူကခံနိုင်တယ်ဒါပေမဲ့လို့လေနှစ်ပေါင်းများစွာလှုပ်ရှားမှုများလာတယ်တော်ရလာတာတိတ်များလာတယ်ဆိုလို့ရှိရင်တော့လေဒီအစ်စ်ကတိတ်ခတ်နိုင်မှုရှိတော့ဘူးပေါ့နော်အစ်စ်ကချုပ်ရင်းမှုတွေဖြစ်လာတယ် အစ်စ်မြင့်နေပြင်းနေတိုက်စားလာတယ်ပုံပစ်လာတယ်သဘောမျိုးဖြစ်လာတယ်နော်အဲ့မျိုးပုံပစ်လာတဲ့ခါကျရင်ဒူဟာနာလာတော့ဒါအဓိကဒူနာတဲ့အကြောင်းရင်းပဲဒါမျိုးလို့လေဒီဒူနာအိုအေဒူနာယောဂမှာဒီအစ်စ်မြင့်နေပြင်းတစ်ခုပဲဖြစ်တာလားဆိုတော့လည်းမဟုတ်ဘူးနော်အရင်တော့ဒါအဓိကဖြစ်တာပဲဒါအဖြစ်ရတဲ့အကြောင်းကြီးကဒါပဲလို့ပြောခဲ့ပေမဲ့လို့လေအခုနောက်ပိုင်းမှကြာတော့မဟုတ်ဘူးတဲ့ဒီ do အစ်မင်းနဲ့ပြင်းကြီးချင်းမီခံပြီးပုတ်ဆမ်းမိတာအပြင်အယိုးနွေးအောက်မှာရှိတဲ့အယိုးလဲပါဝင်မှုရှိတယ်နော်အာဒီအစ်စ်ပတ်ပတ်လည်းမှာရှိတယ်ထိန်းထားတဲ့အယိုးတွေဒူးကိုထိန်းထားတဲ့အယိုးတွေဒါကြီးလဲပါဝင်မှုရှိလာတယ်ဒူးအတွက်မှာရှိတဲ့အာအမေးပါပေါ့နော် synovial tissue လို့ခေါ်တယ်အဲ့ဒါလဲဒါပါဝင်ပတ်သက်မှုရှိတယ်သူ့ရဲ့ယောင်ရမ်းမှုတွေလည်းပါလာတယ်နော်အရင်ကတော့ဒါဒီတိုက်စားမှုပဲလို့ပြောမိမယ်လေ အခုကြာတော့ရောင်ရမ်းမှုတွေလည်းပါလာတယ်နောက်တစ်ခါဘာကြီးပါလာလဲဆိုလို့ရှိရင် metabolic factor လို့ခေါ်တဲ့ကိုယ်လေ့ကျင့်များမှုတွေအာတွေ့တူစီဂျိုနှလုံးယောဂါတွေလည်းပတ်သက်မှုရှိလာတယ်ဆိုတာသူတို့တွေ့တာပါတယ်နော်ကျူးနာတာအသက်ကြီးလို့နာတဲ့ယောဂါတော့မဟုတ်ဘူးဒါမဲ့လည်းအသက်ကြီးရဲ့ပုံကိုယ်တွေမှာတော့သူကပုံဖြစ်တယ် ဒီခစ်မှာတော့လူရအသက်ကကြီးလာရတယ်အသက်ရှိလာရတော့ဗောနော်အသက်ရှိလာတဲ့အတွက်ကြောင့်တဲ့ဒီဂျူနာယောဂအနေနဲ့အိုးဂျူနာယောဂအနေနဲ့လည်းအရင်နဲ့ဆောင်လို့ရှိရင်ပို့ဖို့များလာတယ်ဆိုရင်ခုနနံပါတ်၁ကအသက်ကြီးတဲ့ပုဂ္ဂိုလ်မှာဖြစ်များတယ်နောက်ပြီးတော့အမျိုးသမီးတွေဟာအမျိုးသားတွေလည်းပို့ဖို့ဖြစ်များတယ်အဲ့တော့အမျိုးသမီးတွေကဘာဖြစ်လို့ပို့ဖြစ်ရတာလဲဆိုတော့အမျိုးသမီးတွေဟာအသက်50ကျော်လို့ရှိရင်မိရသွေးဆုံယောဂဖြစ်တဲ့အတွက်ကြောင့်ဒါနဲ့လည်းပတ်သက်မှုနဲ့ အာဒီအိုဒူနာယောဂာလည်းပတ်သက်မှုရှိပြီးတော့အမျိုးသမီးတွေကပို့ဖြစ်တဲ့အကြောင်းရှိပါတယ်။ဟောလို့ရှိရင်ဒီဓူးပုံကကြတဲ့ဓာတ်ကအများကြီးပိုများသွားတဲ့အတွက်ကြောင့်ဟောတဲ့ပုံစံတွေမှာလည်းဒီအိုဒူနာယောဂာပို့ဖြစ်ပါတယ်။တခြားအာကိစ္စတွေကတော့ပါလေဆိုလို့ရှိရင် အလုတ်ကြိုင်ပေါ့နော်။ဟိုမှာဓူးထောက်ပြီးလောရတဲ့အလုတ်တွေအကြာကြီးမတိုက်ရက်ပြီးလောရတဲ့အလုတ်မျိုးကြီးဆိုလို့ရှိရင်လည်း ဒီအုံရဲ့ဒုညယောဂဖြစ်ဖို့အလားလာပုံများပါတယ်ဒီတချို့ကြတော့လေဒီမျိုးရိုးကတော့နင်းတော့ပါပါတယ်เนาะမျိုးရိုးကပါတယ်ဆိုမှလည်းကြာရင်တုန်းကပါတော့မဟုတ်ဘူး30%တော့ပေါ့30%ရောက်နေတော့ကတော့ဒါဒုညယောဂဖြစ်နေတဲ့အကြောင်းနဲ့မှာဒီမျိုးရိုးဗီဇပါပါတယ်ပရမသဒ္ဒကျင်တော်သူကဒူးနာတယ် ူကတိတ်အနာကြီးတော့မဟုတ်ဘူးဒီယောဂါလည်းဖြတ်ချင်းဖြစ်တဲ့ယောဂါမျိုးဖြည်းဖြည်းဖြစ်နေတာဖြစ်နေတော့ပထမတော့ဒူးနာတယ်လမ်းလျှောက်တာများတာလို့เนาะဥမာအတက်ဆင်းများတာလို့ဆောင်းကြောင်ထိုင်တာများတော့အဆရှိတယ်မြင်အမျိုးလို့တဲ့ခါကျန်ဒူးနာတယ်ဒါပေမဲ့တချင်လုံးနာနာမဟုတ်ဘူးကြံတဲ့အချိန်မှာတော့ तू ကကောင်းအောင်ပုံမျိုးသွားနိုင်လာနိုင်တဲ့အဆင့်ရှိပါသေးတယ်เนาะဒါပေမဲ့လို့လေယောဂါတဖြည်းပိုဆိုးလာတယ်အမြဒူးနာတာလည်းပိုတော့စိတ်လာတယ်ပိုနာလာတယ် ။လေကားတက်ရတာခက်လာတယ်။အထိုင်ထခက်လာတယ်။ကြမ်းမော်ဆိုထိုင်ရတာမလွယ်တော့ဘူး။နော်။မော်တော်ကအဆင်းအတက်မှာအဲ့မှာနာလာပြီ။နော်အဲ့လိုမျိုးကြီးဖြစ်လာတယ်။ဟိုဆိုးလာတဲ့ခါကျရင်ဘလို့ဖြစ်လဲဆိုတော့လမ်းလျှောက်ဖို့ကဒီတိုင်းတိတ်မဖြစ်နိုင်တော့သူလမ်းလျှောက်တဲ့အခါမှာတုတ်ဒီကန်ရမယ်။နော်။အာပိကရိယာတွေကံရမယ်အချိန်ကြီးဖြစ်လာတယ်။တိတ်နာလာတဲ့ခါကျလို့ရှိရင်မနေ့အိယာထနာမယ်။တခါကျအိအိနေတော့မှတခါကျနာရတယ် เนาะအမေကြတော့အချိန်နေတော်ဆိုးတဲ့သဘောမျိုးတက်ရောက်လာတော့ပေါ့เนาะအဲ့မျိုးဆိုးလာတယ်ဆိုလို့ရှိရင်တော့ဒါကတော့ဆေးကိုအချိန်ကရောက်တော့မှာပဲเนาะဆရာဝန်ဒီအနေနဲ့ကတော့လူနာတယောက်လာလို့ရှိရင်သူ့ရဲ့ယောဂရာဆိုးငေးရတယ်ဒါဒါတက်အရေးကြီးတယ်เนาะတစ်ခါလေးကြောက်ရှင်လူနာရဲ့ယောဂရာဆိုးရင်ကိုတေချာနားထောင်လို့ရှိရင်တခြား ထူးထူးရမလို့ဖြစ်နေတော့ဒါဘာဖြစ်နေလဲဆိုတော့သိနိုင်တယ်သဘောရှိတဲ့တွေ့ရအောင်ဒီလူနာရဲ့ယောဂါသူ့ရဲ့ရာဇဝင်ကိုတေချာနားထောင်ပြီးဖို့အရေးကြီးပါတယ်အချိန်တော့နေလဲပို့ပေးရမယ်ဒါပေမဲ့လူနာယူနားထောင်ရမယ်လူနာရဲ့ပြောတာကိုတေချာနားထောင်ဒါနံပါတ်၁ချက်ပေါ့နော်လူနာရဲ့ရာဇဝင်ကိုတေချာနားထောင်သဘောပေါက်နားလည်ပြီးတော့နောက်ပိုင်းမှာဆရာဝန်ကလူနာကိုဆန့်သက်ပေးရတယ်ဘယ်လိုဆန့်သက်ပေးရလဲဆိုပထမအချက်ကတော့လူနာလမ်းဘယ်လိုရှောက်နိုင်ပုံမှန်လမ်းရှောက်နိုင်တာလား ဒါမှမဟုတ်ထုံနဲ့ထုံနဲ့ဖြစ်နေတာလားဒါမှမဟုတ်လမ်းလုံးဝမလျှောက်နိုင်ဘူးလားဟွီးချဲပေါ်မှာပဲလူနာထိုင်ပြီးလာတာလားဆိုတော့ဒါနံပါတ်1လေ့လာတာပေါ့နော်နောက်ချက်အနေနဲ့လူနာကိုကြာလူနာကြည့်ခရင်မှာတင်ပြီးတော့လူနာကိုစမ်းသပ်ကြည့်ရှုရမယ်နော်စမ်းသပ်ကြည့်တဲ့နေရာမှာလူနာဒူဝရောင်နေသလားပုံပြက်နေသလားဒါကြီးဆရာကြည့်တယ်နောက်ပြီးတော့ဘယ်နေရာဒီမှာနာနေလဲเนาะဒူးရလှူရှာမှုကြီးอ่ะ ုံမှန်ရှိရလားတခါလေကြောက်ချင်လူနာတွေကဒူးနာတဲ့ခါကြောက်ချင်ဒူးနာတာတက်တော်ဆိုဒူးကိုေးထားတဲ့အတွက်ကြောင့်ဒူးကကိုေးနေတဲ့နေရာမှာဒါခိုင်နေတာပေါ့နော်အာ fixed flexion deformity လို့ခေါ်တယ်ကြားလို့နော်အဲမျိုးဒီလေတွေ့နိုင်ပါတယ်နောက်ပါဒူးရဲ့လှုပ်ရှားမှုဟာအပြည့်အဝမရတော့ဘူးနော်အထူးဖြင့်ဒူးနောက်ဆုံးအာကိုေးလာလို့ရှိရင်နောက်ဆုံး degree မှာသူကနာတယ်မခံနိုင်ဘူးအဲအမျိုးဖြစ် အဲ့တော့ဒီလူနာကိုဆန်းသက်ပြီးတဲ့နောက်ပိုင်းမှာကျတော့မလုပ်လဲဆိုအများအဖြစ်တော့ဓာတ်မှန်ရရတယ်နော်ဓာတ်မှန်ရလို့ရှင်တော့ဓာတ်မှန်တယ်မှာဒီအိုဝေဒုနာယောဂရဲ့လက္ခဏာတွေပေါ်ရတယ်နော်တခါကြရလို့ရှင်လဲဒီအစစ်ထမပိုးဝင်တဲ့ယောဂတွေပါလေဖြစ်တတ်တယ်အပြီးပိုးဝင်တော့ပေါ့အဲ့ဒါတွေဖြစ်တတ်တယ်တခါကြရလေးဘက်နာယောဂကြောင့်လဲဒါတွေဒုနာတဲ့ယောဂနဲ့အာလွဲမှတ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့အဲ့ ယောဂါကြီးကိုကဲလို့ရှိခဲ့ရှိတော့เนาะတိအောင်ဆိုတော့ကျွန်တော်တွေးစစ်ထားလေးတွေကိုကျွန်တော်လုပ်ပါတယ်เนาะအဒီလူနာတွေကိုဆေးမပေးတဲ့နီးရှင်တွေလည်းတသာတသာကြောင်လုပ်လို့ရတယ်အဲ့တော့ဘာကြီးလုပ်လို့ရလဲဆိုလို့ရှိရင်ဥမာစက်သားရောအားရှိအောင် လေ့ကျင့်ခန်းတွေပေါ့နော်လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်ပုံမှန်အားဖြင့်တော့ဒီဒါပေါ့ဘာဘာဒူးစုတ်ကလေးဒါတော့နေရပဲနော်တမ်းပလဲဒီရက်ပို့ပြီးတော့ထိရောက်တဲ့ဒူးကိုထိန်းတဲ့ brace ရှိနော် knee brace လို့ခေါ်တာပေါ့နော်အဲ့ဒါတွေတက်လို့ရတယ်အဲ့ဒါလေးပုံစံအမြင့်မြင့်နဲ့ရှိပါတယ်နော်နောက်ပြီးတော့လမ်းလျှောက်တဲ့ခါကြာလို့ရှိရင်တုံးတဲ့ဒုတ်တွေနော်ယူဒုတ်လည်းရတယ်ဒါမှမဟုတ်တိတ်နာတဲ့ခါကြာညလေးချောင်းတော့ဒီ ဒါတုံးလို့ရပါတယ်เนาะဒါတွေကအသေးတွေမပေးဘဲနဲ့ကုတာပေါ့เนาะတချို့လည်းဘာတွေပေးနိုင်လဲဆိုတော့ဒီ after sound နေနဲ့ကုရဲ့နေလည်းရှိတယ်နောက်တချို့ကလည်း tense လို့ခေါ်တယ်เนาะ die and stand ဆိုတာအာရပ်စတဲ့နေပေါ့เนาะဒါလေးနဲ့တက်ဖောင်လုပ်တဲ့နေပေါ့ဒါလေးသူ့အထိုက်လျောက်เนาะအာပါဝင်เนาะကုသလို့ရတဲ့အပိုင်းရှိပါတယ်เนาะဒါလေးကောင်းပါတယ်အာနောက်ကုသတာတွေကတော့ဒါနေတိုင်း လုံနေတယ်ဘာပုတ်လဲဆေးတွေပေးတာပေါ့နော်တောက်ဆေးတွေပေးထိုးဆေးတွေပေးနော်ခွဲဆေးကုသရိုက်တာဒီခန္ဓာရောက်လာတယ်အဲ့တော့ဒီဆေးတွေပေးတဲ့နေရာမှာဆေးอ่ะနှစ်မျိုးပေးလို့ရတယ်တစ်မျိုးကတော့ဒီဘက်ကတောက်ဆေးဆေးတွေနောက်တစ်မျိုးကတော့လင်းဆေးတွေဒီလင်းဆေးရာအများအပြည့်လူတွေအတွက်စိတ်နဲ့ကိစ္စတော့မဟုတ်ဘူးဆေးလင်းလို့ရှိရင်တဲ့ဆေးတွေဟာအပေါ်ရန် သူကပိုးရထီအောင်မှုရှိတာဒီနားတဲ့နေရာမှာပဲခွက်ပြီးလင်းတဲ့တို့ကြောင့်အဲဒီနားတဲ့နေရာပေါ်မှာပဲထီအောင်မှုတက်အောင်မှုအဓိကရှိတယ်တချို့လင်းတဲ့ကတိတ်ပူတယ်တိတ်ပူရခါကျလောင်သွားတာရှိတဲ့တို့ကြောင့်တိတ်ပူရလင်းသေးဆိုလို့ရှိရင်တော့ဂီးဆိုင်ပါနော်ဟုတ်ပြီအဲ့တော့ဒီလင်းသေးအကြောင်းပြီးတော့တောက်ဆေးတွေပေါ့တောက်ဆေးတွေတော့အများကြီးရှိတယ်နော်အဲ့ဒီအနာတ္တဆေးတွေအများကြီးရှိတဲ့ထဲမှာတဲ့ဒီလူနာအတွက် လူနာနဲ့တင့်လျော်စေနံပါတ်၁ဘေးကျဆူဂျူတနံလုံးနေစေနော်အဲ့ဒါကြီးရွေးပြီးတော့ပြီးပါတဲ့ဆိုလိုတာကတော့အနာတက်တာတွေတုံးတဲ့ဆေးတွေမှာတနံလုံးနည်းနည်းပဲတုံးပါစိတ်ချတဲ့ဆေးပဲတုံးပါလို့ပြောတာပါတယ်နော်ကျွန်တော်ဆရာတော်ကဒီတောက်ဆေးပြီးတဲ့အပြင်ဒါအနာတက်တာဆေးပြီးတဲ့အပြင်ဒါအယူအကြက်သားတွေတင်းတာတောက်တာတက်တာအောင်နော် း muscle relaxation ပေါ့နော်အဲ့ဒါလည်းတော့ပေးပါတယ်စေကူးသွားတဲ့ကဏ္ဍမှာဒူးရီကိုဆေးထိုးတာရှိတယ်နော်ဒူးရီကိုဗာဆေးထိုးလို့ရတယ်ဆိုလို့ရှိရင်အချားရှိခါနဲ့ steroid နော်အဲ့ဒါထိုးလို့ရတယ်အဲ့ဒီဆေးထိုးတာဟိုအင်္ဂလိပ်ရတယ်ထိုးနေတယ်အခုလည်းဆရာတို့ထိုးနေတယ်နော်အဲ့ဒီ steroid ကိုဘယ်ကဘယ်ခါမှအဓိကထိုးသင့်လဲဆိုတော့တခါလေကျန်ဒူးကရုတ်တရက်ပူနာလာတယ်ရုတ်တရက်ခါလေမထနိုင်ဘူးနော်လမ်းမလျှောက်နိုင်ဖြစ်သွားတဲ့ခါမှာအဲ့မျိုးခါမှာထိုးရခါကျန်တော့ ဒီဆေးရအနိဒယာကြောက်မှုအများကြီးရှိပါတယ်ဒီဆေးထိုးလို့ယောဂကြီးပျောက်သွားမယ်အဲ့ဒါမျိုးတော့မဟုတ်ပါဘူးနော်အာတက်တာမှုတော့အများကြီးပြီးပါတယ်နောက်တစ်မျိုးကဘာရှိလဲဆိုရင်တို့ချောစီပေါ့နော်ဒီဒူးရမှာတဘာဝဟိုကချောစီလေးထည့်ထားမိတယ် synovial fluid လို့ခေါ်တယ်နော် synovial fluid ပေါ့နော်အဲ့ဒါရှိပါတယ်အဲဒါပေမဲ့ ဒီဒူးနာယောဂဖြစ်လာတဲ့ခါမှာတဲ့ဒီအထက်မှာရှိတဲ့ချောစီရဲ့ပမာဏရောအရေးအသွေးပါကြာလာတဲ့ပြောကြောင်းတဲ့ဒီချောစီထိုးတဲ့ခါကျရင်လူနာဒူးနာယောဂတက်တာတက်တာကြောင့်ဖြစ်ပါတယ်ဆိုပြီးတော့အဲပြောတာရှိတယ်နော်နောက်စီတမျိုးထိုးတာပါလေဆိုရင်အခုနောက်ပိုင်းထိုးကြတာပေါ့နော်အဲ့ဒါတော့သွေးရည်ကြီးထိုးတာပေါ့နော်သွေးရည်ကြီးထိုးတာကို platelet rich plasma ထိုးပါတယ် ခွဲစိတ်တဲ့ကန္တာတော့နောက်ဆုံးပဲဒါတော့ပထမဆုံးဦးစားပေးရဲ့အာကုသမှုမဟုတ်ပါဘူးเนาะအဓိကခွဲစိတ်မှုကတော့ဒီဒူးအစ်စ်ကို အစားထိုးခွဲစိတ်မှုပဲဖြစ်တယ်เนาะဒူးခွဲစိတ်မှုကတော့ဘာလို့ထားလဲဆိုရင်သူကဒီပျက်စီးွားတဲ့အယုံးလူကြီးကိုဖြတ်ထုတ်ပြီးတော့အဲ့ညမှာပျက်စီးနေပေါ့เนาะအစားထိုးတာပဲအခုနောက်ပိုင်းမှာပို့ပြီးတော့အာတိုးတက်လာတဲ့အခါကျတော့ရှင်ယူခွဲစိတ်မှုအပြင် ဒီ robotic ပေါ့နော်ဒီ AI စတဲ့အာတွဲဖက်ပြီးတော့ပို့ပြီးတော့တိကျတယ်ခွဲစိတ်မှုတွေလုံနိုင်တဲ့အတွက်ကြောင့်သူရဲ့အဖြေရလာတာပို့ပြီးတော့ကောင်းတယ်နော်အဲ့တော့ဒီခွဲစိတ်မှုလိုအပ်လို့ရှိရင်ခွဲဆုတ်တာကောင်းတဲ့ရလာတဲ့အဖြေဟောင်းတွေရနိုင်ပါတယ်အကာအကွယ်နေရာမှာတချို့နေရာကာကွယ်မှုမရပါဘူးနော် မာရိုးရအာမီယိုဖလာအဲဝါရေနော်မီယိုဖလာဒီစားရှိရဆိုရင်တော့ခက်တာပေါ့နော်ဒါပေမဲ့လို့လေပြောင်းလဲလို့ရတဲ့အခြေအနေလေးရှိရနော်လုံးလို့ရတာလေးပေါ့ကာကွယ်မှုအမြင်လုံးလို့ရတာအဲ့ဒါရပါလဲဆိုတော့အလုတ်ကံနဲ့ပတ်သက်ပြီးတော့လှုပ်တာပေါ့နော်အေးဒူးထောက်ရတဲ့အလုတ်တွေနော်အာထိုင်ရတဲ့အလုတ်တွေဆိုလို့ရှိရင်ဒါရှော့လို့ရတယ်ဒါမှမဟုတ်ကိုယ်နဲ့သိပ်မတင်တော့ဘူးဆိုရင်ဒါပြောင်းလို့ရတယ်ဒီဒူးနာတဲ့အဓိကအကြောင်းရင်းနဲ့ ာဖြစ်တယ်အဓိကအကြောင်းရင်းဖြစ်တယ်ဒီအယိုးနုကြီးတိုက်စားမှုကြောင့်เนาะစားသွားတဲ့အယိုးနုကြီးပျက်စီးသွားတဲ့အယိုးနုကြီးပြန်လဲကောင်းအောင် လုပ်တဲ့ဆရာအခုတက်တည်မရှိသေးဘူးဒီကုသမှုကြီးကလောလောဆယ်ဖြစ်နေလုံနေတဲ့ကုသမှုကြီးကဒီယောဂရဲ့လက္ခဏာကိုပဲကုသနေတဲ့အခြေအနေဖြစ်ပြီးတော့ပြီးပြည့်စုံတဲ့ကုသမှုမဟုတ်ဘူးဆိုတာလေးတော့သိသိကျင်းပါတယ်เนาะအချိန်ပေးကြည့်ရှုရတဲ့အတွက်ကြောင့်လည်းအဲကျေးဇူးတင်ပါတယ် အကုန်လုံးပဲကြားမှချမ်းသာကြပါစေအန်ကြင်းလို့ပြေးရှင်ကြပါစေ